ကျွန်တော်တယောက်လာလဲဒုက္ခပဲနှစ်ယောက်လာလဲဒုက္ခပဲဒီမိဘတွေရောဒီမောင်နှမလူလည်းမလူချင်းတော့တကယ်ပြောလဲလူကဆက်ချင်းမပြည့်သေးဘူးမိမနှစ်ယောက်ရပါတယ်မင်္ဂလာမဆောင်ရင်ထောင်ကြမယ်တဲ့မပေးတော့ကျွန်တော်အပြောခံရတယ်ကြီးကျွန်တော်ကားဘလို့မောင်းလဲညတည်းကကျွန်တော်ခုချင်းဒီမအဲရသေးဘူးဒါလည်းအဖေရဲ့မေရတာပဲနော်မေလို့မေလို့မွေးထားတာပဲတောင်းလည်းငဲကြအောင် အားလုံးမင်္ဂလာပါရှင်မွေး YouTube channel လေးအရင်ကြိုဆိုလိုက်ပါရဲမူဒီနဲ့တစ္ဆက်ပေး channel video လေးကတော့ဒီ video လေးရှင်ဘာဖြစ်တာလဲဆိုတော့ဒီအကိုကသူများနိုင်ငံမှာအလွတ်လွတ်ပြီးတော့မိဘနဲ့မိသားစုကိုရှာဖွေကျွေးမွေးနေရေပေါ့နော်ဒါပေမဲ့မိဘရဲ့မိသားစုတွေကတတရလို့အတိအမဲ့မပြုတ်ပဲနဲ့ရသမျှလာစာကိုအတင်းချစ်ကုန်ပြီးတော့တောင်းနေအခုလည်းဒီအိမ်ကအငယ်ဆုံးသားဒီမိမခိုးသွားလို့ပေါ့နော်မင်္ဂလာဆောင်ပေးရမှာမို့လို့ဆိုပြီးတော့ပတ်စံအသေးအံလှမ်းတောင်းနေတာမရှိဘူးပြောလဲအတင်းချစ်ကုန်ပြီးတော့အတင်းအဓမ္မတွေတောင်းနေရပဲဖြစ်ပါတယ်ဒီအကိုကတော့သူ့ရဲ့မိသားစုတွေသူ့ကိုဘယ်လောက်ထိနှိပ်စက်လဲဆိုတဲ့အကြောင်းကိုငိုယို ုပြီးတော့ပြပြနေကြအရင်လက်သနာဆရာကောင်းနေရှင်ဗီဒီယိုတွေမှာဆိုလို့ရှင်တော့ပြည့်စုံပါပါတယ်မွေးဗီဒီယိုလေးအဆုံးထိလည်းပကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ဒါဆိုတော့ဗီဒီယိုလေးကိုစာရီကျက်ရအောင်နော်မင်္ဂလာပါခင်ဗျာနည်းနည်းလေးစကားပြောမယ်နော်မျက်စိနောက်ရင်တော့ကြပါကားလည်းမောင်းကြစေမရှိတော့ကားမောင်းနေနေတော်တော်လေကျွန်တော်သူများလည်းအားကြပါဘောနော်ကိုကြီးအားကြမကြပါနဲ့ဗျာအဲကျွန်တော်အားမကြနဲ့ကျွန်တော်ပြောလို့မသူများဘာလို့ကျကျွန်တော်ဝင်နေတယ် ဒါပေမဲ့ကျွန်တော်အမြဲတမ်းလို့လို့ကျွန်တော်မိသားစုနဲ့အမြဲတမ်းစိတ်ဆင်းရဲနေရဘောနောအခုလေကားမောင်းနေရလူပို့ရင်တန်တန်နဲ့ဖုံထူးလာမင်္ဂလာဆောင်မို့တဲ့ကျွန်တော်ညီလူကဆက်ချင်မပြည့်သေးဘူးမိမနှစ်ယောက်ရပါပြီအာတမီးဘက်ကတတိုးတတိုးတမီးအဲတမီးသူ့အဖေကမင်္ဂလာမဆောင်ရင်ထောင်ကြမယ်တဲ့ အဲ့တော့ကျွန်တော်နဲ့မဆိုင်ဘူးလေနော်ကျွန်တော်ကတော့စားဖို့တောက်ဖို့အိမ်အတွက်ပဲကျွန်တော်ကျွန်တော်မိဘနှစ်ပါးအတွက်ပဲကျွန်တော်ထောက်ပံ့တာလေအဲ့တော့ညီရအမြန်ပြောလိုက်လို့ဖုံးချသွားတော့ခဏအမေဖုံးထိုးလိုက်တားရဲ့လှုပ်ပါတဲ့ငါစိတ်ညစ်လိုက်တာတဲ့အမေတားနဲ့မဆိုင်ဘူးလေပြောတယ်အပြီးအဖေကဖုံးထိုးလိုက်ပြောပြီးတရားတော့အဲရဲဘလို့လုံမလဲတဲ့ကျွန်တော်စဉ်းစားကြည့်ပြတော်တော်ကျွန်တော်ဒုက္ခပေးတာ မပေးတော့ကျွန်တော်အပြောခံရတယ်ချစ်ကျွန်တော်ကားဘလို့မောင်းလဲလုံနေတဲ့အလုပ်တွေအားလဲညတည်းကကျွန်တော်အခုချိန်ဒီမှာအဲ့အားသေးဘူးတနာစီရနော်ကျွန်တော်ကတကယ်မိသားစုတဲ့တော့ဆိုအမြဲနဲ့မြည်နေမြည်ခွနဲ့အမြဲလို့လို့ပဲစိတ်ညစ်တာကျွန်တော်ကြကြလို့ကျွန်တော်လည်းကိုကူကိုဆုံးစီစဉ်တော့မကြတော့ကျွန်တော်အဲ့လိုမျိုးဖြစ် မျက်လုံးလုံးနေပြီနော်တကယ်စိတ်ပြတ်ဖို့ကောင်းတယ်မိသားစုအတွက်နဲ့မြဲတယ်မြည်ကြနေရမိသားစုအတွက်နဲ့မြဲတယ်ချီရစတေးရစအကောဒုက္ခပေးတယ်ကျွန်တော်မိသားစုကိုတော့ကျွန်တော်မိပါတယ်ကျွန်တော်ပြည့်စုံအောင်ဒန်းတူကထားနိုင်ပါတယ်အကူကဘလို့လည်းမသိကျွန်တော်တယောက်လာလဲဒုက္ခပဲနှစ်ယောက်လာလဲဒုက္ခပဲမလုတ်လုတ်ပေးရင်ကောင်းတယ်မလုတ်ပေးမကောင်းဘူးခဏစဉ်းစားကြည့်ဗျာကျွန်တော်နေရာမနေကြည့်ကြပါဦး ျွန်တော်ဒီမိသားစုဒီမိဘတွေရောဒီမောင်နှမလို့လည်းမလို့ချင်းတော့တကယ်ပြောလဲအမြဲလို့လို့ဆုတောင်းနေဘွားဆက်တိုက်ဆက်တဲ့ဘယ်တော့မှမကြုံပြရစေနဲ့ဆိုဆုတောင်းနေတကယ်ကျွန်တော်အဖွာလွယ်လို့ဒီအမကားကိုကျွန်တော်လမ်းဘေးရက်တာဒီမှာကျွန်တော်ဘလို့ကားမောင်းမလဲလို့ကားလမ်းဘေးရက်ထားတာကြည့်ပါဦးဗျာအဖေနဲ့မေတားလဲအဖေရဲ့မေရဲ့တားပဲနော် မေလို့မေလို့မွေထားတာပဲနော်တားတဲ့မေလို့ကတားရင်းမှာနော်အကြီးဆုံးနေဖြစ်တယ်တားအကြီးဆုံးတောင်ဝင်းကိုတားထမ်းဆောင်တယ်နော်ဖေနဲ့မေတောင်လည်းငဲကြအောင်ငဲညာပေါအောင်ပြတားအောင်လည်းနော်တနာပါအောင်လို့အမေနဲ့ဖေရဲ့မေတ္တာရက်ခံတာပါတနာပါအောင်တားအောင်လည်းစိတ်ဒုက္ခနဲ့မပေးပါနဲ့တာသမီးချင်းတူရတော့ငါတို့ကဘေးရောက် တကယ်ပါစိတ်တယ်လဲကြားတယ်ရင်ပွင့်စရာမရှိလို့မှာပဲရင်ပွင့်ရတာပါနော်မကြပါဘူးကျွန်တော်လဲမကြောက်စိတ်တွေမုန်းချလာတဲ့နေ့တော့ကမဟုတ်ဘူးအေးစေးနားယူလာတော့ မင်္ဂလာပါခင်ဗျကြုံဘူးရဲ့လူတော့ကိုချင်းစားတယ်ဗျမကြုံဘူးရဲ့လူကြတော့လေအဲ့လိုပြောရင်ယွန်နာလို့ပါလို့ပြောကြတာဟုတ်ကဲ့ကျွန်တော်အပြစ်ပြောနေလူပြောပြမယ်နားထောင်ကျွန်တော်ဘဝလေးရလေအဆအဆုံးတီးလို့ရခင်ဗျလို့ရန်တနာပါမှာဖေဖေကရန်ဝန်တန်းဝန်တန်းနေထွက်လာတယ်သူရဲ့အိမ်ပန်းချမ်းပန်းရှိတယ်ဆို ထွက်လာတယ်အဲ့တော့အဖွားပြေးခဲ့တဲ့အမွေတွေကိုသူရဲ့အတော်တွေအကုန်တိမ့်ပိုက်သွားတယ်တိမ့်ပိုက်သွားတော့အမှုဒီရှင်ဆိုင်ကိုဆယ်သိန်းကုန်မယ်အဲ့တော့ပတ်စံပဲဆယ်သိန်းပေးရရမလဲနောက်ကြတော့ ိမ်ငါပေါ့ချီအလေးထုရောင်းပြီးတော့အိမ်ငါဘွားနဲ့နေခဲ့တာအိမ်ငါဘွားနဲ့နေခဲ့တာအဲ့တော့အဖေကပြောတယ်ဒါငါမျက်လုံးမကွင်ကိုပိုင်အိမ်မန်လေးနဲ့နေကျင်တယ်မိမောင်နှမတွေတော့ဆိုတော့ကျွန်တော်စူးစားတယ်ကျွန်တော်မိဘကိုဖြစ်ချင်တဲ့အတိုင်းအိမ်မန်ချမ်းမန်နဲ့ကျွန်တော်ထားခဲ့တယ်ထားတာပြီးနေအခုချိန်ဒီရောမိဘမျက်နှာမငယ်ရအောင်ကျွန်တော်ထားထားတယ်ဗျတောင်းတော့လည်းကျွန်တော်ပြီးတယ်အဲ့တော့ပူပီးသေးတယ်ဒါပေမဲ့စိတ်မကောင်းတာဗျာကျွန်တော်စဉ်းစားကြည့်သူ့သားမိမယူလိုက်တယ် အိမ်မှာပဲကျွန်တော်လှုပ်တာထိုင်စားတယ်အဲ့ဒါဖြင့်မင်္ဂလာဆောင်မှုပတ်ဆက်မရှိဟိုဘက်ကမင်္ဂလာမဆောင်ပြီးထောင်ကြမယ်လို့ပြောလို့အဖေရောအမေရောငိုပြီးကျွန်တော်ဖုန်းထိုးလာဘူးနော်အမှကျွန်တော်ကပြန်စင်းစားလဲဩငါသူ့မြားနိုင်ငံမှာအလုပ်လုပ်နေတာငါ့ကိုကြတော့တာလေးနေကောင်းလားအဆင်ပြေလားမပြောဘူးပတ်ဆက်ပြီးတဲ့ချိန်မှာအော်ဟိုမှာထိုင်ပြီးတော့အသက်တောင်ပြည့်မိမယူတဲ့လူကြတော့ကောင်းကြတော့ထောင်ကြမှာစိုးရင်နေတာပဲဆိုပြီးကျွန်တော်လဲကျွန်တော်ကျွန်တော်နေရာနေကြည့်လေနော် ျွန်တော်လည်းတားပဲလေတားရင်းပဲလေကျွန်တော်ဆိုရင်မိဘကိုတိတက်ပါရဲ့အွယ်တွေကကျွန်တော်ဒုက္ခမပေးဘူးကျွန်တော်စူးစားတယ်ဒီလိုနေရာမျိုးတိရောက်အောင်မိဘကိုကောင်းကောင်းမို့ကျွန်တော်ထားတယ်ဒါပေမဲ့ပြကျွန်တော်ဖေးတစ်ချက်ပါပဲနော်ကျွန်တော်တရုတ်ကလုံးကကျွန်တော်ချစ်ကြတယ်အိမ်ငါဘဝနဲ့မိဘကိုအိမ်ပိုင်ခြံပိုင်ဖြစ်အောင်နော် ထားနိုင်တဲ့ယောက်ျားလေး၁၀ယောက်စုနှိမ့်အောင်လောက်ပဲရှိတယ်အဲ့ဒါမှကျွန်တော်စီရင်ပါတယ်အဲ့တော့ခင်ဗျားတို့လည်းကိုကျင်းစားပါစေနော်မိဘကိုပြန်ပြောတာမဟုတ်ဘူးကျွန်တော်အမှန်တရားကိုချပြတာဟုတ်ကဲ့ခုနကတာသည်များကိုကျင်းစားစိတ်ထားထားနိုင်ကြမင်္ဂလာပါခင်ဗျာကိုကျင်းစားတယ်တဲ့ဒီကုတ်ထဲမှာခင်ဗျားကိုအထင်မကြီးတော့ဘူးတဲ့အရင်ကဆိုအကြမ်းမိရဲ့တဲ့မိဘကိုညီလေးပေါ်ပြီးမလုံးနဲ့ မညီလေးနော်မင်းအထင်ကြီးဖို့အတွက်လည်းငါနေတာမဟုတ်ဘူးမင်းအထင်ကြီးဖို့အတွက်လည်းအခုလုတ်ပြနေတာငါမိသားစုကလွယ်လို့ကွာငါမင်းလို့စောက်ကြည့်မဆိုင်တာတဘောပေါက်လာပြောလိုက်ရင်မင်းကတကယ်ဆရာကြီးတကယ်တရားသမားကြီးမင်းမေကိုမင်းပြန်ပို့လာမင်းဖေကိုမင်းပြန်ကြည့်လာမင်းတလားမင်းမေကိုမင်းဖေကိုဘလောက်ပို့နိုင်လဲဟမ်ပြောပါဦးအကြီးရရန်ပြောတာမင်းလို့ကောင်းနေရအားကြတယ်မင်းလို့ပဲအားမကြတယ်မင်းလို့ပဲအထင်ကြီးတယ်မင်းလို့ပဲအထင်မကြီးတယ်မင်းလို့ပဲ ဒါပေမဲ့ညီလေးမင်းထင်ကြီးကြီးမကြီးကြီးမင်းနဲ့ငါနဲ့စီနဲ့ရေကွာတယ်နော်ညီနော်တော့ပေါ့လားမိဘမေတ္တာချင်းရှင်မယ်ဆိုရင်တော့မင်းကိုငါမနိုင်ဘူးတော့ပေါ့လားအလုံးနဲ့ထိုးစားပြီးရှင်မယ်ဆိုရင်မင်းကငါစီးတဲ့ဖနှတ်လောက်တော့တန်ဖို့မရှိဘူးသဘောပေါက် ။ဟုတ်ကဲ့ပါမြူရီမွဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှိ။ဒီအကိုကတော့တော်တော်လေးတနာစီရကောင်းနေပါတော့။ဒီမိဘတွေမိသားစုတွေပေါ်ကိုတိတက်တော့လဲဝိုင်းပြီးတော့မိသားစုတွေမိဘတွေကအနိုင်ကျင့်ကြနေပါတော့။ငယ်ချားမှာအသက်ဆွန်ဆန်ပြအလွန်လုံးနေတဲ့အသားကိုကြာတော့နေကောင်းတက်မှရလားဆိုတာတခွမမေးဘူး။ပတ်စံပဲလှိမ့်တောင်းနေပါတော့။ဒီအင်္ဂါသားမိမခိုးသွားလို့မင်္ဂလာမဆောင်ပေးရင်ထောင်ကျမယ်ဆိုတော့တော်တော်လေးကိုမလဲစိတ်ပူနေကြနေပါတော့။ သာသမိကမိဘပေါ်တိတက်တာတော့ကောင်းနေရှင်ဒါပေမဲ့မိဘတွေကဒီအလိုက်ကန်းတို့မသိပဲနဲ့သာသမိတွေရှိကပတ်စံကိုလှန့်တောင်းနေတာကြီးကြတော့လွလွန်းနေလို့တော့ထင်တယ်ရှင်အခုရှိနေတဲ့မျိုးတွေထဲမှာလည်းဒီအကုတ်လိုအဖြစ်ပြက်မျိုးတွေတုံ့ဖူးတဲ့လူတွေရှိလားရှင်ရှိလို့ရှင်တော့ဗီဒီယိုလေးရအောင်မှာ comment လေးတွေရေးခိုက်ပြီးလို့ရပါရနော်မွေးဗီဒီယိုလေးကိုအဆုံးလေးလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဆက်လက်မှုဆက်လက်တည်နေဘူးသူတို့ကြက်ဆရာဗီဒီယိုလေးတွေကိုနှစ်စင်တိုင်းတင်ဆက်ပေးတတ်မှာမို့မွေး channel လေးကို like subscribe နဲ့တာပေးဖို့တောင်းဆိုပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ